တိမ်ပေါင်းတန်းချီတန်တဲ့ပထမများလဲဆွဲကြီးကိုဝစ်ဆင်ပြီးပိုင်တကွန်ရဲ့မေဂလာဘွဲကိုတက်ရောက်ခဲ့တာကြောင့်သူတို့သမီးထက်တောင်မှကိုရောင်ကိုပါတောက်ပနေခဲ့တဲ့တရုတ်ဆောင်ဝမ်မုံရွှေကြီးမင်္ဂလာပါပရိသတ်ကြီးရေနိုင်ငံကျော်တရုတ်ဆောင်တရားဖြစ်တဲ့ဝမ်မုံရွှေကြီးကတော့အနုပညာလောကတွေကိုစတင်ဝင်ရောက်ခဲ့ပြီးတရုတ်ဆောင်မင်းသမီးတလက်အနေနဲ့ရပ်တည်ခဲ့တဲ့အချိန်ကလေးက fashion နဲ့ပတ်သက်ပြီးအသေးစိတ်စီစဉ်တတ်သူတရုတ်ဖြစ်ပါတယ် ပဲပွဲကိုပဲတက်တက်အလားပါဆုံးနဲ့ fashion အကြဆုံးဖြစ်အားဝစ်ဆင်တက်တဲ့ဝမုံရွှေကြီးကတော့မနေ့ကဇွန်လ14ရက်နေ့ကကျင်းပပြုလုပ်ခဲ့တဲ့တရုတ်ဆောင်ပိုင်တကုန်းနဲ့မလင်းမြဘူးလို့ရဲ့မိဂလာအေခန်ပွဲမှာလေသူများနဲ့မတူတမှုထူကြပြီးစမ်းသစ်လှပတဲ့ fashion design တွေနဲ့ပွဲတက်ခဲ့တာပဲဖြစ်ပါတယ်တရုတ်ဆောင်ဝမုံရွှေကြီးဟာမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးတည်ထွင်နေတဲ့ကတယောက်ဖြစ်တဲ့ကိုနိုင်ဖြိုးချော်နဲ့လက်ထပ်ပြီးနောက်ပိုင်းမှာ ဘလိုပွဲခန်းသားမျိုးကိုပဲတက်ရောက်ရပါစေဝတ်ထားတဲ့ fashion နဲ့လိုက်ဖက်တဲ့ခန်းသားကြီးကျယ်မှုတွေနဲ့ပြည့်စုံနေတဲ့ဂျန်လာပစ္စည်းတွေကိုလည်းဝတ်ဆောင်ဒီဇိုင်းနဲ့လိုက်ဖက်ညီမှုရှိအောင်အမြဲတမ်းဝတ်ဆင်လေးရှိတာလည်းဖြစ်ပါတယ် အခုတစ်ခါမှဆိုရင်လေပိုင်းတကုံရဲ့မင်္ဂလာပွဲကိုတက်ရောက်တဲ့အချိန်မှာဝစ်ချတဲ့ဝစ်ဆောင်ဒီဇိုင်းကိုပုံမပေါ်လွင်စေမဲ့ပထမလှည့်ဆွဲကြီးကိုခန်းချစွာနဲ့ဝစ်ဆင်ခဲ့တာဖြစ်ပြီးအဆိုပါပွဲထဲမှာတော့တက်ရောက်လာကြတဲ့အနုပညာရှင်တွေအကုန်လုံးထဲမှာဝစ်မုံရှင်ကြီးက fashion ပိုင်းအရာရောလက်ဝတ်လက်စားပြင်ဆင်မှုမှာပါလိုလေသေးမရှိပြည့်စုံနေတယ်လို့ပြောရမှလည်းဖြစ်ပါတယ် ပွဲပိုင်ရှင်တွေဖြစ်တဲ့သတို့သမီးလောင်းလေးမလေးများဖြူကလည်းဗဒံများနဲ့စိန်တွေစီချဲထားတဲ့လက်ဝတ်ရတနာတွေကိုဝစ်ဆင်ခဲ့တာဖြစ်ပြီးဝတ်မုံရွှေကြီးကလည်းသတို့သမီးထက်ရော့မနေတဲ့လေဆွဲရတနာကိုဝစ်ဆင်ခဲ့တာကြောင့်ပွဲတစ်ခုလုံးမှာသတို့သမီးကိုယ်တော်မှလွှမ်းမိုးသွားနိုင်လောက်တဲ့အထိကိုရောင်ကိုဝါတောက်ပနေခဲ့တာလည်းဖြစ်ပါတယ် တရုတ်ဆောင်မမုံရွှေကြီးဟာပြီးခဲ့တဲ့အကယ်ဒမီပေးပွဲမှာတုန်းကလည်းမြမတွင်ထွက်ရန်နာဖြစ်တဲ့မြမငွေချက်သိမ်းမောင်းတောင်းချီတံမိုးရှိတဲ့ကြောက်စိမ့်လေဆွဲကြီးကိုဝစ်ဆင်ခဲ့တာဖြစ်ပြီးအခုတခါမှဆိုရင်လေတံမိုးဖြတ်ဖို့တော့မလွယ်နိုင်တော့တဲ့အရေးသွေးကောင်းလာတဲ့ပဒံများလေဆွဲကြီးကိုဝစ်ဆင်ခဲ့ကပွဲတက်လာခဲ့တာပဲဖြစ်ပါသေးတယ် တရုတ်ဆောင်မမွန်ရွှေကြီးကတော့အိမ်တော်မကြခင်အချိန်တုန်းကလည်းတရှိန်တိုးအောင်မြင်ခဲ့တဲ့မင်းသမီးတလက်ဖြစ်သလိုအိမ်တော်ကြပြီးနောက်ပိုင်းမှာလည်းခင်မုံဖြစ်သူရဲ့တရားရဂိုင်းတော်ထောက်ပံ့ပေးမှုတွေကြောင့်အခုလက်ရှိအနုပညာလောကမှာအတောက်ပဆုံးနဲ့အောင်မြင်မှုအရရှိဆုံးမင်းသမီးလို့ဆိုရမှာလည်းဖြစ်ပါတယ်။